ကျမကလည်းကျောင်းဆရာမတယောက်ပါကျမကျောင်းဆရာမဖြစ်16နှစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်ကျောင်းဆရာမလေးဘွားကနေပြီးတော့မှကျမကဆာရေးဆရာဖြစ်ပြီးအလုပ်ကထွက်လိုက်တာနော်ကျမစပြီးတော့တာဝန်ထမ်းဆောင်ခဲ့တုန်းကဒီလိုမြို့နီးရွာနီးမဟုတ်ဘူးရှင့်ကျမထမ်းဆောင်တဲ့ခုနှစ်ကလေးကိုလည်းကျမကဘယ်တော့မှမမေ့ဘူးကျမကျောင်းဆရာမှာစဖြစ်တဲ့ခုနှစ်အဲ့ဒီခုနှစ်ကကျမတို့တိုင်းပြည်ကြီးမှာ အရေးခင်းလို့ခေါ်တဲ့1988အရေးတော်ပုံကလာကြီးကျမကိုကြောင်းဆရာမဖြစ်ခံထားလိုက်တယ်ဘယ်ကိုခံထားလိုက်တယ်လဲဆိုတော့မြို့ပြမဟုတ်ဘူးမန္တလေးကနေဟိုးမြောက်ဘက်ကိုထွက်တော့မတရားဆိုတဲ့မြို့ရှိတယ်သိပါတယ်ရှင့်เนาะဒီပြည်တတ်ကြီးအဲ့ဒီမန္တလေးနဲ့မတရားကိုစုံကြီးဆန်ကြီးနဲ့ကူးနေတဲ့မြေထားမန္တလေးမရမြေထားခောက်တူယထာရှိအဲ့ဒီယထာလံပေးကရွာလေးတရွာမှာကျမကဆင်းပြီး နောက်ထပ်2နာရီလောက်ခြေကျင်လျှောက်နော်လေခွင်းတွေကြာလမ်းမရှိဘူးလေခွက်တွေကြာကသူ့ပေါ်ခြင်းလို့ပေါ်နေတဲ့လမ်းကိုဆန်းပြီးတော့2နာရီလောက်လျှောက်သွားမှအဲ့ဒီလေခွင်းတွေကြာတဲ့အင်ဂျင်80 80လောက်ရှိတယ်အင်မတန်မှဆင်းရဲတဲ့ရွာကလေးကိုကျမကကြောင်းဆရာမဖြစ်စပြီးတာဝန်ကျအဲ့ဒီအလုတ်ခန်းစာလေးကိုကြိုင်ပြီးကျမမရရပညာရေးမှုရုံကိုသွားတဲ့အခါမှာအဲ့ဒီခန်းစာထဲမှာဆရာမတွေခန့်လိုက်တာအယောက်50 ဒါပေမဲ့အဲ့အယောက်50တဲ့10ယောက်လောက်ပဲရောက်လာခဲ့နော်ဂျိလက်တော်ရတွေမှာတာဝန်မထမ်းဆောင်နိုင်ကျမတို့ကတော့ဒါတွေမသိဘူးဒါတွေမသိခဲ့နော်အိုးကိုတာဝန်ကြတဲ့နေရာကိုသွားမယ်ဆိုပြီးတော့ကျမသွားတော့ပညာရေးမှူးကြီးရဲ့ကျမကိုလမ်းညွှန်လိုက်ပါဆရာမဒီကနေ့မရိယာကနေသွားလို့ရှိရင်တော့ဆရာမဝေးတယ်နောက်တစ်နေ့ဆိုရင်မန္တလေးကနေဆရာမယထာကြီးနဲ့လိုက်ခဲ့မန္တလေးဘူတာကြီးကနေမနေ့9နာရီထွက်တယ်ယထာကြီးနဲ့လိုက်လာပြီလို့ရှိရင်အဲ့ဒီကပဲ့ဆိုတဲ့ဘူတာကိုဆင်းရတဲ့ဆရာမ မန္တလေးကနေပြီးတော့မြောက်ဘက်ကိုထွက်လိုက်တော့ကျမတို့တောင်ပြုံးမင်းကြီးနောင်ဆံမြနဲ့တောင်ပြုံးနတ်နန်းတီရှိရတောင်ပြုံးရွာရှိပါအဲ့ဒီတောင်ပြုံးရွာမှာယထာကရက်နောက်တဘူတာကျတော့လွန်တောင်းဘူတာအဲ့ဒီလွန်တောင်းဘူတာတောင်ပြုံးမင်းကြီးနောင်ကိုဖမ်းတဲ့အခါမှာကျိုးနဲ့တုတ်ဖို့နော်လွန်ကျိုးတောင်းလို့လွန်ကျိုးထုတ်ပေးတဲ့ရွာကိုလွန်တောင်းရွာဝရင်တုတ်ထုတ်ပေးတဲ့ရွာကိုဝရင်တုတ်ရွာဆိုတာတကယ်လဲအဲ့ဒီရွာနာမည်တွေလည်းရှိတယ်ရှင့် အဲ့ဒီလွန်နောင်းတဲ့ဝင်းရင်တုတ်ရွာနှစ်ရွာကြားထဲမှာကပဲ့ဆိုတဲ့ဘုရားလေးရှိဆရာမအဲ့ဒီကပဲ့ဆိုတဲ့ဘုရားလေးကိုဆင်းပြီးရင်ဆရာမတာဝန်ကျတဲ့ရွာလေးကိုမေးမြန်ပြီးသွားပေါ်တဲ့ဘုရားရောက်ရင်ကျွန်မနောက်တဲ့နေ့ကျတော့မန္တလေးကနေလိုက်လိုက်ကပဲ့ဘုရားလေးကိုကျွန်မဆင်းတယ်ကျွန်မတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းနည်းနော်ကျွန်မတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းကျွန်မကမေးပြီးမြန်ပြီးသွားတော့အိုးကျွန်မရှောက်လိုက်ရတာနှစ်နာရီလောက်ရွာကလေးကိုရောက်သွားတော့စာတင်ကျောင်းလေးကိုမြင်လိုက်ရတော့ကျွန်မတော်တော်စိတ်တက်ကြသွားဘာဖြစ်လို့လဲဖုန်ကြီးကျောင်းလေးထဲမှာ เนาะဘုန်းကြီးကပေးတဲ့နေရာလေးမှာတွဲပြီးဖွင့်ထားတဲ့ဝကမိုးထရံကမြေဆိုင်ကြောင်းလေးဝကမိုးထရံကဆိုလို့ဝကကအမိုးလည်းမရှိတော့အောက်ကကာထားတဲ့ထရံကလည်းအောက်ခြေတွေကအကုန်ပြတ်သားကြတယ်ကျမတို့ရွာကြောင်းเนาะကြောင်းသားတွေလာလားမလာလားပရင်းဘောက်ကနေကြည့်စရာမလိုဘူးငုံကြည့်လိုက်ခြေထောက်တွေလှမ်းစစ်လိုက်လို့ရတယ်ကြောင်းသားတွေရှိလားမရှိလားเนาะခြေထောက်ကိုဆေးရတဲ့ကြောင်းအဲ့ဒီကြောင်းလေးမှာကျမတာဝန်ကြတော့မိုးရွာရင်เนาะထီလေးဆောက်ပြီးတင်ရတယ် နေပူရင်နေပူတဲ့နေရာကိုထီလေးကို꿰ပြီးတော့အဲ့ဒီလိုတင်ခဲ့ရတဲ့ကြောင်းကလေးပေါ့နော်ရောက်သွားပြီးတော့ကျမဒီထက်စိတ်ဓာတ်ကျသွားတာဘာလဲဆိုတော့မူလာတန်းကြောင်းလို့တာပြောတာလေးတန်းကြောင်းသားတယောက်မှမရှိသုံးတန်းကြောင်းသားက၃ယောက်ပဲရှိနှစ်တန်းကသုံးတန်းထက်များတယ်တန်းတန်းကနှစ်တန်းထက်နည်းနည်းများတယ်အများဆုံးကတော့သူငယ်တန်းပဲနော်သူငယ်တန်းမှာတော့တရွာလုံးမှာရှိသမျှကလေးတွေကိုသူငယ်တန်းမှာလာပြီးထည့်ထားကြတယ်ဆရာမတွေကိုကလေးထိန်ခိုင်းတာပေါ့ရှင်နော်နှုတ်ဆုပ်ကလေးတွေရော နော်ချီးသမျှကလေးတွေကသူငယ်သားမှာပြဲဆိုကလေးတွေကငိုလိုက်ကလေးကြီးတွေကဒီကလေးတွေကိုပွေပြီးတော့လဲတဲ့လိုက်ရတယ်မိဘတွေကကောက်ဆိုင်နေကြမအေးတွေကမအေးတွေရှိတဲ့နေရာကိုဒီကလေးတွေပွေပြီးနှုတ်တိုက်လိုက်ပြီးနှုတ်တိုက်ပြီးတော့တချို့ပြားမလာတော့ဒီလိုနဲ့ပြားမလာပြားမလာနဲ့ညနေဆောင်တော့ကျမစာတင်ရတဲ့ကြောင်းလေးထဲမှာကြောင်းသားဥယျ20တောင်မပြည့်တော့ဒါကတနေ့မှုလည်းမဟုတ်ဒီတော့ကျမကလည်းအသက်20ကျော်နော်အသက်20ကျော်အစိတ်တောင်မရှိသေးဘူးကျောင်းဆရာမလေး ော်မန်ကလေးရလည်းရှိတာပေါ့ငါဟဲ့ចောင်းဆရာမဆိုတော့မန်လေးနဲ့ကျမကအမိတ်ထုတ်တယ်ရှင်ဒီကနေ့ကစပြီးရင်နော်မင်းတို့ဟောဒီလို့စုပ်ကလေးတွေចောင်းခေါ်လာတဲ့သူဆရာမကရိုက်ခေါ်မလာခဲ့နဲ့ចောင်းမှာအတ်ထားတဲ့နော်ចောင်းမှာစရင်ဝင်တဲ့လူကလွဲပြီးရင်ကလေးထိမ့်ဖို့ကလေးတွေចောင်းခေါ်မလာရဆိုပြီးကျမကအမိတ်ထုတ်လိုက်ကျမအမိတ်ထုတ်တာဘလောက်ကောင်းတယ်လဲဆိုတော့နောက်တနေ့ကစပြီးတော့သူငယ်တန်းတယောက်မှမလာတော့ သူငယ်တန်းနေရာတွေကအကုန်ဟောင်းလောင်းဖြစ်သွားတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်တစ်ပတ်လည်းမဟုတ်နှစ်ပတ်လည်းမဟုတ်ဆိုတော့ကျမကြောင်းဆရာမမတာဝန်ရှိပြီဘာဖြစ်လို့လဲကျမကအမိတ်ထုတ်လိုက်မိတာဟုတ်နော်မိတ်ထုတ်လိုက်မိတယ်နို့ဆိုကလေးခေါ်မလာရဆိုတော့ကျွတ်တူမလာဘူးဗျာဆိုမလာကြဘူးရှင့်အဲ့တော့ကျမကရွာထဲကိုလိုက်သွားရတယ်လိုက်သွားပြီးတော့သူငယ်တန်းရှိတဲ့အိမ်တွေကိုတအိမ်တဆင်းကျမကလိုက်ပြီးပြန်စီယုံရတယ် အတော်ရဲ့အတော်သားကိုကြောင်းထက်လိုက်ပါနော်အတော်အတော်သမီးကိုကြောင်းထက်ပါရှင့်သူငယ်တန်းကလေးကကြောင်းပြတ်တာမကောင်းဘူးတော့ရဲ့ကျမကလိုက်ချော့ထဲတော့ကြောင်းကမိဘတယောက်ကကျမကိုပြောလိုက်တဲ့စကားကျမဘယ်တော့မှမမေ့သူကဘလို့ပြောလိုက်လဲဆိုတော့ဆရာမဒီလိုဆိုလို့ရှိရင်ဆရာမဇိုးမျိုးခံနိုင်ပါမလားဟာကျမကြောင်းဆရာမလေးတော်ကြောင်းဆရာမလေးကျမကဒီကလေးတွေရဲ့ဇိုးမျိုးကိုကျမဘလို့ခံရမှာပါလဲဘယ်လိုဇိုးမျိုးပါလဲကျမကစဉ်းစားတယ် ကျွန်မတိတ်ပြီးမစဉ်းစားလိုက်ရပါဘူးပေါ်လာတယ်အော်လက်ဆက်တက်တော့ကျွန်မတို့ခလေးတွေကိုဆရာမကူထိန်ရင်ကျောင်းသားတွေကြောက်ချက်ပဲကူမထိန်ရင်တော့ကျုပ်တို့ကပညာရေးအရေးမကြီးဘူးကောက်ဆိုင်မှာထမင်းစားရတာကျုပ်တို့မထည့်နိုင်ဘူးလို့ကျွန်မကိုဒီလိုအရေးဆိုလိုက်တာဆိုတာကျွန်မကသိလိုက်တယ်ရှင့်အဲ့တော့ကျမကဘာပြန်ပြောရလဲဆိုတော့အော်ဟုတ်ကဲ့ပါအတော်ရဲ့ကျမဇိုးမျိုးခံမမယ်ခလေးတွေကိုလည်းထည့်လိုက်ပါကျမကူထိမ့်ပါမယ်ဆိုပြီးကျမကကိုယ့်အကူဥပဒေထုတ်ပြီးကိုယ့်အကူပြန်ချော့ပြီးတော့ဒီခလေးတွေကိုကြောက်နေရအောင်ပြန်သွင်းရတယ် တကယ်လဲခလေးတရပြဲဆိုငိုပြီဆိုရင်ဟဲ့ဘသူခလေးတို့ចောင်းသားကြီးတောင်တော်တော်လဲတဲ့တော့အမေကိုမက်စီကိုလိုက်ပြီးနှုတ်တိုက်ပြီးရင်ပြန်လာတော့မင်းခလေးကိုဆ iam နန်လာတိတ်တာဆ iam ထိပေးမယ်မင်းကစာရေးစာချက်ကျမကဟောဒီလက်တစ်ဖက်ကခလေးတွေကိုရက်ခတ်ပြီးဒီလက်တစ်ဖက်ကကျမမြေဖြူကိုင်းပြီးသင်ခဲ့ရတဲ့ခလေးထိခဲ့တဲ့ဆ iam နော်ရွာချောင်းလေးတွေမှာကျမတို့မှာရွေးချယ်စရာမရှိဘူးရှင်ចောင်းသားတွေလာဖို့ကျမတို့ကဒီလိုပဲစီယုံခဲ့ရထားတော့ကျမက ဒီကလေးတွေကိုနော်ထိရင်ပြူရင်းနဲ့သူကသူခိုးကြောင်ခိုးဝဲထိနေရတယ်ကျွန်မအမိတ်ထုတ်ကောင်းလိုက်တာကိုကတော့ကူထိရတဲ့ဘဝရောက်သွားတာပေါ့နော်ဒါဒီလိုနဲ့စခန်းသွားခဲ့ကြတယ်ကျောင်းခေါ်ကြိတ်မနေ့မိုးလင်းပြီဆိုလို့ရှိရင်ကျွန်မကအတန်းကျောင်းသားတွေကိုကျောင်းခေါ်ရတယ်နော်အတန်းနက်စ်ခေါ်ရတယ်ဆရာဆရာမတွေကကျွန်မကနာမည်ခေါ်တယ်နော်မောင်တင်မောင်ထွန်းခေါ်တယ်ကျောင်းသားတယောက်မှမထဘောမောင်တင်မောင်ထွန်းမလာလို့နေမှာပဲပေါ့ကျွန်မက absent မောင်အောင်ကျော်စိုးခေါ်လိုက်တယ်မထာဘူးရှင် absent ယောက်ျားလေးတွေခေါ်လိုက်တာတယောက်မှဟာဘယ်သူမှလည်းမထူဘူးကဲမိန်းကလေးတွေပဲငါလှည့်ခေါ်ကြည့်အောင်မယ်ကျမခေါ်တယ်တင်တင်ဝင်းဘယ်သူမှမထပပလင်းဘယ်သူမှမလှုပ်အဲ့တော့ကျမတစုံတရာမှားနေပြီဆိုတော့ကျမသိလိုက်တယ်နော် ဲ့တော့ကျမကအေးသူတို့ကိုကြောက်နာမယ်ခွန်မဆာတယောက်ချင်းကိုနာမယ်မေးကြည့်မယ်ဆိုကျမကတယောက်ချင်းကိုကဲတာမတရတာနာမယ်ဘယ်သူတို့လက်ပိုက်ပြီးဖြစ်ရကျွန်တော်နာမယ်ချက်စုဆရာမဟုတ်တယ်သူ့ချက်ကလှမ်းကြည့်လိုက်တော့စူးနေတာနောက်တယောက်ကျွန်တော်နာမယ်နသီးဆရာမသူ့နားကိုလှမ်းကြည့်လို့နားမှာအသီးနဲ့နော်ကဲနောက်တယောက်မင်းနာမယ်ဘယ်သူတို့မဲတူဆရာမအိုးသူ့ရဲ့မဲတဲ့လူကျမတစ်ခါမှမတွေ့ဘူး မိန်းကလေးတွေလည်းဒီလိုပဲကဲတမိနာမည်ဘယ်သူလို့ပြောသမှတမိနာမည်ကသေးတာဆရာမတကယ်ကိုတေးသေးလေးမျက်နှာလေးကလူရကြီးကြီးနော်ကဲနောက်တစ်ယောက်တမိနာမည်ဂျုံမဆရာမကဲနောက်တစ်ယောက်ဘုတ်ဆုံဆရာမနော်ဒီအတန်းနဲ့ကစာအုပ်ထဲက register ထဲကသူတို့ကြောက်ရထားတဲ့နာမည်တယောက်မှကျမရှာမတွေ့ဒီတော့ကျမကမေးကြည့်တော့မှသူတို့ကသူတို့ကြောက်နာမည်တောင်မသိရှာတဲ့ရွာကလေး နော်သူတို့ရဲ့ကြောင်းနာမည်ကဘသူဘေဝါဆိုတာတော့မသိဘူးငငယ်ငယ်ကအိမ်ကအလွယ်ခေါ်တဲ့နာမည်တွေကိုပဲတရွာလုံးကသိတယ်တငယ်ချင်းချင်းချင်းလဲဒီနာမည်ပဲသိကိုယ်နာမည်တော့ကိုမသိဘူးဆိုတော့အဲ့တော့ကျမကလည်းဟေးမောင်ထောင်ထွန်းဆာလာပြကဲပပလင်းစာဆိုစမ်းလို့ကျမလုံးလို့မရမဲတူမတရနော်ပုကျစ်မတရဘုတ်ဆုံမမတရကျမကိုယ်တိုင်ကလည်းပဲအဲ့ဒီသူတို့ရဲ့အိမ်နာမည်တွေကိုခေါ်တဲ့ဆရာမအလိုလိုဖြစ်သွားနော်ကျောင်းလေးက ဲ့ဒီမြေဆိုင်ចောင်းလေးထဲမှာဟောဒီစာအုပ်ထဲမှာចောင်းသားစရင်က180လောက်ရှိဒါပေမဲ့နေတိုင်းနေတိုင်းចောင်းလာတက်တဲ့ចောင်းသား90တောင်မပြည့်နော်အဲ့တော့ကျမကနေတိုင်းနေတဲ့ចောင်းပြတ်တယ်များနေတဲ့ခါကျတော့ကျမကចောင်းအုပ်ဆံမကြီးကိုတွားပြီးတိုင်တယ်နော်ចောင်းဆံမကြီးကိုတွားတိုင်တယ်ဆိုတော့ပြည်သက်ကြီးကတော့အောင်းမေးလိုက်မဆံမကြီးရုံငန်းထဲတွားတာလားဘယ်လိုက်တွားတာတော့အောင်းမေးလိုက်ပဲလိုက်သွားတော့လို့ဆိုကျမလဲသေးကိုလိုက်သွားဘာဖြစ်လို့လဲဆရာမကြီးကိုယ်တိုင်ကောက်ဆိုင်နေနော် ကျောင်းအုပ်ဆရာမကြီးတွေမစားလောက်ဘူးရွာเจ้าမှာသူ့ရှိတဲ့လယ်လေးမှာဆရာမကြီးကလည်းသူကိုယ်တိုင်ကောက်ဆိုင်နေကျမကလယ်ထဲကိုခမကလေးဆောင်းပြီးလိုက်သွားတော့ကျမကိုမြင်တော့ဆရာမကြီးကနော်ကောက်ဆိုင်နေရှာတာကောက်ဆိုင်နေရတယ်ပြီကစင်းမဟုတ်တက်လာဆရာမဘာကိစ္စရှိလဲဆရာမကြီးကျမနေတိုင်းနေတိုင်းကျောင်းခေါ်တယ်ဆရာမကြီးဆရာမကြီးဒီထဲမှာကျောင်းသားဥယျာဉ်180ရှိဒါပေမဲ့ ကျောင်းသားလာတာ90လောက်ပဲရှိတယ်ဆရာမကြီး။ကျောင်းပြတ်တယ်များတယ်ဆရာမကြီး။အဲ့ဒါဆရာမကြီးကိုကျမလာပြီးတိုင်တာပါ။ဆိုတော့ကျမထိုးပေးတဲ့ကျမရဲ့ကျောင်းခေါ်ချိန်မှတ်တမ်းကိုဆရာမကြီးကစိတ်မဝင်စားဘူး။နော်ဖုန်းဆိုပိတ်ပြီးတော့ကစင်းပေါ်ဘုံဆိုပစ်ချလိုက်။ပြီးတော့ကျမကိုပြောတယ်။ဆရာမကကျောင်းဆရာမအစ်စ်ကလေးမို့လို့ကျမတို့ကပြောရမှာအာနာလို့ဆရာမရဲ့တကယ်တော့ဆရာမအဲ့ဒီကျောင်းသား90ရာအကုန်မှာပဲ။ကျောင်းသား180ဟောဒီထဲမှာစည်ရင်းရှိတယ်ဆိုတာ ကျမကညာပြီးပြထားတာဆရာမရေအဲ့ဒီထဲကိုဆရာမလှမ်းကြည့်လိုက်နော်သူငယ်တန်းစင်းထဲမှာရှိတဲ့ကလေးတွေအပြည့်မှာကလေး9ယောက်လောက်တောင်ရနေတယ်ဒါပေမဲ့ကျမသူငယ်တန်းတွေကမထုတ်ဘူးဘာဖြစ်လို့လဲဟာဒီเจ้าကကွာเจ้าသားဥစီ90လောက်ပဲရှိတယ်တရားတော်မကြော်ဘူးဟိုဘက်ရွာနဲ့ပေါင်းလိုက်ကျမရွာဆက်ရှင်เจ้าလေးဆက်ရှင်ပြောက်သွားမှစိုးလို့အဲ့တော့180เจ้าစအပ်ခရေကဟောဒီရွာတွေကလူတွေကိုကျမကမထုတ်ဖွဲနဲ့ထားတာ180เ ပညာရေးမူကြီးလာပြီဆိုရင်ကျမကကျောင်းသား180ဟောဒီမှာကျောင်းလာပါတယ်ပြလိုက်ပညာရေးမူကြီးကလက်ညှိုးလက်မှတ်ထိုးပြီးပြန်သွားလိုက်ဒီလိုနဲ့ကျမဒီကျောင်းလေးကိုမြဲအောင်ထိန်းခဲ့ရတာဆရာမရဲ့အဲ့တော့ကျမကလည်းဗာတတ်နိုင်မှာ register စာအုပ်ကလို့ပိုက်ပြီးတော့ကျမလည်းလေထဲကနေကျောင်းပြန်လာခဲ့နော်အဲ့ဒီနေ့ကစပြီးပညာရေးဌာနကိုကျမလည်းလိန်ခဲ့ပါတယ်နော်ကျောင်းဆရာမဖြစ်ပြီးနှစ်ပတ်မြောက်နေ့ကစပြီးကျမလိန်ခဲ့တယ်ကျမလည်းကျောင်းသား180အလုံးကို attendance ပြတယ် ကျောင်းသားတွေလာပါတယ်ဘာဖြစ်လို့လဲဟုတ်တယ်လေသူတို့ရွာလေးမူလာတန်းကျောင်းချပေးပြီးကမှကျောင်းသားတရားမပြည့်ရင်အဲ့ဒီခစ်တရားကျောင်းသားတရားမပြည့်ရင်ဆက်ရှင်တွေပေါင်းတာရွာတွေမှာနော်အင်မတန်ခေါင်းနဲ့ရွာလေးတွေဆိုတချို့ဆိုလို့ရှိရင်ဆက်ရှင်ရပြီးသားတော်ပြတ်ကုန်ရဒါတော့ကျမကအဲ့ဒီလိုကျောင်းသားတွေကိုအဲ့ဒီနေရာစပြီးကျမက register လက်မခေါ်တော့ဘူးအားတဲ့နေအားတဲ့နေတွေမှာကျမကကျမပုံမှန်လေးတွေပြပြီးကျောင်းသားတွေနေတိုင်းအလာပေးရတာ ထတော့ကျမဒီရွာကျောင်းလေးမှာလုတ်ခဲ့တဲ့မြကလပ်ပလုံးမှာကျမမေ့မရနိုင်တဲ့တပည့်လေးတွေအကြောင်းကိုကျမကပြောချင်တာဒီကိအာစရိယပူဇော်ပွဲဆိုတော့ဆရာဆရာမများကိုကျမကဂုံပြုချင်တာပါနော်ကျမအဲ့ဒီဆရာမလုတ်ခဲ့စဉ်ကလပ်အဲ့ဒီရွာလေးမှာလုတ်ခဲ့တဲ့ကကျမချစ်လို့မရခဲ့တဲ့တပည့်လေးတယောက်ရှိခဲ့ဘူးလေဟာဒေါခင်ခင်သူရဲ့ဆရာဆရာမတို့မြည်ဒီမှာကို့အတန်းရခလေးတွေကိုတာသမီနဲ့မချချစ်ရမယ်ဆိုတာ ဆရာဆရာမစိတ်သက်မရှိလိုက်တာလို့ကျမကိုအောင်းမေကောင်အောင်းမေပါလိမ့်ဒါပေမဲ့ချစ်မရတာမရတာပဲရှင်သူကချစ်ဆရာလည်းမကောင်းဘူးနော်သူ့ကိုလှမ်းကြည့်လိုက်ရင်အမြဲတမ်းနော်ညစ်ပေတူးနော်ဆောဆောကကျမရွတ်ပြတဲ့မဲတူဆိုတဲ့ကလေးပေါ့အမြဲတမ်းသူ့ကြည့်လိုက်ရင်နော်မဲတူးနော်ဘာသာကြောင့်သူ့ကိုမဲတူးခေါ်တာထင်ပါရဲ့သူ့လက်တစ်ဖက်ကအမြဲတမ်းခေါင်းထဲမှာဟုတ်လို့စိုက်တာဘာဖြစ်လို့လဲခေါင်းထဲမှာအနာတွေကအများကြီးပဲအဲ့ဒီအနာတွေကသူ၁၂ရာတိကုတ်နေရနော် ူကောင်းပေါ်မှာအမြဲတမ်းရင်ကောင်းနေရဝဲနေမဲတူမလို့ကျမကိုစာလာပြပြီဆိုလို့ရှိရင်ရင်ကောင်းတန်ကအရင်စကြကျမကောင်းငုံပြီးစာစစ်နေရင်ကောင်းတန်တဝီဝီကြရင်ဒါငါအနမဲတူရောက်နေပြီကျမကတိလိုက်အဲ့ဒီရင်ကောင်းနေသူကောင်းပေါ်အောင်လိုက်ကျမကိုဘောလာအောင်လိုက်သူကောင်းပေါ်အောင်လိုက်ကျမနှဖူးပေါ်အောင်လိုက်ကျမကရင်တလောင်းလောင်းနဲ့စာသင်လာခဲ့ဆရာမเนาะရင်ကဟောက်လူလိုနေတာကျမတို့ဆရာတပည့်နားလေးမှာဒါတော့သူ့ရဲ့မျက်နာကမျက်စုတ်ချွန်းချွန်း မျက်လုံးကမှေးပြီးတော့နော်မျက်လုံးကမှေးပြီးဆွေးနေမျက်လုံးကနှာခေါင်းကလည်းကာကာဗစာကြီးရဆိုတာပြဲနေရီလိုက်ရင်နှိမ့်ရတောင်တက်ချိန်ပြတ်နော်ဗစာပြဲကြီးနဲ့ရုပ်ဆိုးလို့လားဒီကလေးကကျမကမချစ်တာမဟုတ်ပါဘူးရှင်သူ့ရဲ့ဝစားစီရင်မှုလည်းကြည့်ဦးဘယ်တော့မှအဖြူစိမ့်မှုအဖြူအစိမ့်ဆိုတာကြောင်းဝတ်ဆုံးလို့ကျမတပည့်လေးတွေမသိရှာကြဘူးအဲ့ဒီရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်က1988ခုနှစ်က ဒီကလေးတွေကအပြုနဲ့အစိမ့်ဆိုတာကြောင်းဝတ်စုံဆိုတာမသိတဲ့ကလေးတွေမဲတူကအမြဲတမ်းပဲအိယာတွေကလည်းလူလဲပြီးထလာဘယ်တော့မှအင်ကြီးလဲလာတယ်လို့မရှိဘူးနောက်ကအင်ကြီးရဲ့တွန့်လိတ်နော်တွန့်လိတ်လို့ပစိုးရလည်းသူ့အဖေပစိုးလားသူ့ဦးလေးပစိုးလားတော့မဟုတ်ဘူးသူပစိုးမဟုတ်တာတေချာတယ်လူကြီးပစိုးကြီးနော်ဘလောက်တောင်ကမြင့်ထားလဲဆိုတော့ပစိုးရတထောင်လောက်ပြဲလာအဲ့ဒီအပြဲကြီးကိုထိတ်ကထုံပြီးကပုံစာကြီးလှုပ်ပြီးဝတ်ထားအင်ကြီးကလည်းဟာပြဲအင်ကြီး ထယ်လုံးမှာကျဲသီးရတလုံးပဲရှိအဲ့ဒီကျဲသီးနဲ့တဲ့တဲ့ကျဲသီးပေါက်ဝင်းပေါက်ကြီးကကျဲနေတော့ကျဲသီးရထိုးလို့မရဒါပေမဲ့အဲ့ဒီဝင်းပေါက်ရအောက်ကကျဲသီးခွင်းကြတော့အကောင်းပဂရိတိုင်းပဲဒါပေမဲ့အောက်ကကျဲသီးခွင်းနဲ့တဲ့တဲ့မှာလည်းကျဲသီးရမရှိပြန်ဒီတော့မဲတူကညံကောင်းပါတယ်ဘယ်လိုထိုးတာလဲအပေါ်ကကျဲသီးနဲ့အောက်ကဝင်းပေါက်နဲ့လှမ်းထိုးတာနော်သူ့ကိုလှမ်းကြည့်လိုက်ချင်မကိုတော့ဒီမှာတောင်ခေါင်းဆောင်ညံအမြဲတမ်းပဲသူကအမြဲတမ်းစောင်းဆွေနေသူ့ရဲ့အင်ကြီးကဒီတစ်ချေတည်းရှိတာနော်ထားတော့ ဒီလိုဆင်းရဲလို့ကျမကမချစ်တာလားမဟုတ်ဘူးဆင်းရဲလို့တာမချစ်ချင်းเนาะအကြီးတန်လို့တာအယုံဆိုးလို့တာမချစ်ချင်းဆိုရင်ကျမအဲ့ဒီအကြောင်းကခလေးတွေကိုကျမတရားဟောမှာချစ်စရာအကြောင်းမရှိအလုံးဆင်းရဲတယ်အလုံးညစ်ပါပေတူးနေတာကျမသူ့ကိုမချစ်တာကကျမကိုမခန့်လေးစားလုပ်တယ်လို့ကျမကထင်လို့အဲ့ဒီတော့ကကျမအသက်20ကျော်အစိတ်အဲ့ဒီခစ်ကပုံနှံလေးတန်းဆိုတာရွာတွေမှာအပြိုပေါက်လူပြိုပေါက်တွေဖြစ်နေတယ် ကျမတို့လှမ်းကြည့်လိုက်လို့ရှိရင်တို့အရက်မောင်းကြီးတွေနဲ့အသက်တာကွာခြင်းကွာမယ်အရက်မောင်းကြီးတွေကြည့်လိုက်လို့ရှိရင်ကျမတို့နဲ့ရွယ်တူလို့နော်အဲ့တော့သူကကျမကိုမလေးမဆလုပ်တယ်လို့ကျမကခံယူတယ်စာချက်ခိုင်းတယ်ဘယ်တော့မှမကြက်ဘူးအရိုက်ခံတယ်တင်ချာတွက်ခိုင်းတယ်ဘယ်တော့မှမပြနိုင်ဘူးကျမရိုက်တာကိုခံတယ်ရိုက်ချင်ရိုက်လေကျုပ်ကတော့မလုပ်ဘူးဗျာဆိုတဲ့ပုံနဲ့ကျမကလေဦးရေရာလွန်းတော့နော်သူကျမကိုတက်တက်ကန့်ကန့်တိုက်နေတာလို့ကျမဒီလိုပဲခံယူတယ် အဆိုးဆုံးကတော့ဗာလဲဆိုတော့ကြောင်းကိုမှမှန်မလာတာမနေ့ကိုယ်တိုင်ထွေးကြီးကျမကတန်ချောင်းခောက်တယ်ခောက်ပြီဆိုလို့ရှိရင်ကျမတပည့်လေးတွေနဲ့ဟောဒီလိုကြောင်းရှိမှာနော်အဲ့ဒီကြောင်းရှိမှာအာလုံးကိုအတန်းလိုက်တန်းစီပြီးအလန်တိုင်ကိုနော်အာလုံးတန်းစီဆမ်ပလီစီပြီးလို့ရှိရင်ဒီကလေးတွေကအလန်တော်ကိုအလေးပြုတယ်ကျမတို့နိုင်ငံတော်သချင်းကိုဆိုတယ်ပြီးရင်တန်းစီပြီးဝင်ပြီးကျမကကြောင်းလေးတွေရောက်ပြီးဆိုလို့ရှိရင်သူတို့ကိုဖျားရှစ်ခိုးတွေတင်ပေးတယ်ကျမကတန်ဖိုးတွေဂါထာလေးတွေနော်ဒီ မင်္ဂလာတုတ်နဲ့မေတ္တာတုတ်ကျမတင်ပေးပြတယ်ပေါ့နော်ကလေးတွေကိုအဲ့ဒီလိုတင်ပေးပြီးကျမကစတင်ပြီးကျမစတင်လို့တဝက်ကျိုးမှမဲတူကကျောင်းပေါက်ကိုရောက်လာတယ်။နာယီကိုကြိလိုက်အမြဲတမ်း10နာယီဝင်းကျင်မဲတူကရောက်လာပြီးကျမကိုလက်ထောင်နဲ့ရှင့်နော်လက်ထောင်နဲ့လက်ထောင်ရင်ကျမကလည်းခေါင်းငိမ့်ပြလိုက် မဲတူကဝင်းလာပြီးကျမရှေ့မှာလဝါဖြန့်တယ်။သူလဝါဖြန့်တော့ကျမကပေဒါနဲ့ဗျမ်းစုတစ်ချက်ရိုက်လိုက်တယ်။မဲတူကသူ့တာဝန်ကျေသွားပြီးကြောက်နောက်ကြတဲ့အတွက်ဆီယာမကငါ့ကိုတစ်ချက်ရိုက်ပြီးငါတာဝန်ကျေပြီဆိုတဲ့ပုံနဲ့သူကအတန်းထဲမှာသွားထိုင်။ကျမကလည်းဘာဖြစ်လို့မှမသိရောင်းရောင်းပြီးတော့မဲတူဆယ်နာရီလာလို့လဝါဖြန့်ရင်ကျမရိုက်လိုက်တယ်။သူကသူ့တန်းကိုသွားထိုင်တယ်။တခါတလေကျမစာပြနေရင်လည်းမျောတော်မျောမိသေးဆယ်နာရီတောင်ထိုးတော့မယ်မလာသေးပါလားပေါ့နော်။တနေ့အမှုမဟုတ်တော့ကျမကလည်းမခံချင်းဖြစ်လာ။ နော်မခံကျင်ဖြစ်လာတယ်ဘာဖြစ်လို့များငါဒီကလေးဆယ်နာရီထိုးမှလာတာကိုတစ်ချက်တစ်ချက်ရိုက်ပြီးလက်ခံနေရကဲသူ့အိမ်ကလိုက်ပြီးငါစုံစမ်းမယ်ဆိုပြီးကျမတစ်မိနစ်တော့နော်သွားပြီးစုံစမ်းတယ်သူ့အမေနဲ့ကျမပတ်ပင်တွေ့သူ့အမေနဲ့တွေ့တော့ကျမကတိုင်နာပေါ့ရှင်အတော်ရဲ့ကလေးကိုကြောင်းစောစောလွတ်လိုက်ပါဘရောမဆိုကြောင်းနောက်ကြတာလေးတန်းအတော်ရဲ့ကြောင်းကစာတိတ်အရေးကြီးပါတယ်ဒီနေ့ကနော်ထဲ့ပါအတော်ရဲ့ သူ့အမေကကျမကိုဘာမှပြန်မပြောဘဲနဲ့မျက်နှာချီမျက်နှာထားနဲ့ခါကြီးထောက်ပြီးရန်ထောက်တာဘလို့ရန်ထောက်လဲအလိုတော်ဆီယမကမြပြောင်းမြန်ကျုပ်သားလေးကိုလာတိုက်ရတဲ့ရှိပြီကျုပ်ကဆီယမရှိလိုက်လာမလို့မအားသေးလို့တော့တရက်တော့လိုက်လာခဲ့အောင်မလို့ကျုပ်ကချိန်ထားတာရဲ့ကျမကဘာဖြစ်လို့လဲတော့အိုးရရဲ့ဆက်ဆက်တော့ဆီယမမလို့ကျုပ်သားလေးကိုမနဲ့မိုးမနေသေးဘူးမဲတူထမင်းချမ်းတောင်မစားနိုင်ဘူးမျက်နှာတောင်မသိနိုင်ဘူးဆီယမကကျုပ်ကို တန့်ရှင်းရေးလုတ်ခိုင်းတာလို့ဆ ਿਆ မကတစ်ပင်ခြိုင်ခိုင်းတာလို့ဆ ਿਆ မကစီးကာခိုင်းတာလို့ဆ ਿਆ မကမြောင်းဖော်ခိုင်းတာလို့ ਨੇ ကျုပ်သားလေးမနဲ့မလင်းသိဘူးထထသွားတာတော်တော်ရက်ဆက်တဲ့ဆ ਿਆ မပဲကျုပ်ကလက်ရန်ထောင်လို့ကျုပ်သားလေးကဆင်းရဲလို့လားဆ ਿਆ မကျုပ်သားလေးကိုဖိခိုင်းနေတာအိုးအတော်ကျမဘာတစ်ခုမှမခိုင်းရပါဘူးတော်ရဲ့အခုလာတာလေအတော်သားကဘယ်တော့မှကြောင်းကို6နာရီပြောနဲ့10နာရီထိုးမှလာတယ်အမြဲတမ်းကြောင်းနောက်ကြတယ်ဒါကြောင့်မလို့ကျမကလိုက်လာတာ အတော်ကြောင်းမမလှုပ်ဖို့ကျမကလာပြောတာပါဆိုတော့အဲ့ဒီကျမသူ့မေကသဘောပေါက်တော့ဟိုဟုတ်လားကျုပ်ကဆရာမထင်လွဲနေတာသူမနဲ့မနဲ့ကိုအစိုးရထတော်တာထမင်းတောင်မစားဘူးဆရာမကခိုင်းထားလို့ခိုင်းထားလို့နဲ့သွားတာဆရာမ6နာရီလောက်ခရေရကျမကြောင်းကိုတော့10နာရီလောက်မှရောက်လာတဲ့အတော်အော်ဒါဆိုလို့ရှိရင်ကျုပ်သိပြီဆရာမဒီကောင်ကြောင်းလစ်ပြီသူ့အမေကတော့ကျမလိုမဟုတ်ဘူးကျင်းဆဲပြီးကြံရစ်ခဲ့နော်မသားလေးလာစမ်းကြောင်းသိမယ်ပါညာနဲ့ ကျမကသူ့အိမ်ကနေပြီးကျောင်းကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာကျမကစဉ်းစားရပါပြီ။ကျောင်းသားလေးတယောက်နော်။သူ့အိမ်ကမနေ့6နာရီထသွားပြီးတော့10နာရီမှကျောင်းကိုရောက်လာတဲ့ဒီကလေးဘယ်ပြောက်နေတယ်လဲဆိုတာကျမကကျောင်းဆရာမပြပြရင်းထဲကိုရောက်လာခဲ့။အဲ့ဒီနေ့ကခတိုင်းလိုပါမယ်မဲတူကကျမကိုလက်ညှိုးလာထောင်းနေကျမကခေါင်းငိမ့်ပြလိုက်တယ်။သူကကျမရှေ့မှာလဝလာဖြတ်တယ်။ အဲ့ဒီနေ့ကျွန်မမဲတူကိုမရိုက်ဘူးရှင်မရိုက်ဖက်နဲ့အကြာကြီးကျွန်မသူ့ကိုပြစ်ထားသူကလည်းကြောင်းနေတာပေါ့ကျွန်ကျွန်မကခါတိုင်းဆိုဆီမန်ငါ့ကိုပေးထားတဲ့တစ်ချက်တစ်ချက်ရိုက်လိုက်ပါလေဘယ်နဲ့ကြောင့်ဒီကနေ့မရိုက်တာပါလဲကျွန်မကလည်းအဲ့ဒီလိုမှန်သိအောင်လို့ကိုမရိုက်ဖက်နဲ့တခြားစာတွေကိုပဲသင်နေပြီသူ့ကိုလှည့်မကြည့်နော်ကျွန်မကခလေးနဲ့ပြိုင်ပြီးစိတ်ကောက်နေတာပေါ့ခဏတော်တော်ကြီးကြာတော့မှမိတယ်မဲတွင်မိအိမ်ကိုမနေ့ကဆီမန်ရောက်ခဲ့တယ်မိအမေကပြောတယ်မင်းမနေ့မလင်းသေးဘူး ။ထမင်းညာတော့မစားဘူးမျက်နှာတော့မသိဘူး။ကြောင်ကိုထထွားတယ်ပြောတယ်။ပြီးတော့မင်းကိုငါကတစ်ပင်ခြိုင်ခိုင်းလို့ဆို။ငါကမင်းကိုစီးကာခိုင်းလို့ဆို။မင်းကိုမြောင်းတူးခိုင်းလို့အစိုးရီသွားတာလို့မင်းအမေကိုပြောတယ်ဆို။မင်းရောက်လာတော့ကြောင်ကိုဆယ်နှစ်ထိုးမှရောက်လာ။မင်းမှန်မှန်ပြောစမ်းကြောင်ကိုကြောင်တက်တဲ့အချိန်မရောက်ဖဲနဲ့ဂျားကာလာတွေမှာမင်းဘယ်ကိုသွားနေတယ်လဲပြော။ မဲကျူကအံဩသွားတယ်ကျမသူ့အိမ်ကိုလိုက်လာလိုက်မယ် तू မထင်ဘူးကျမဓာတွေကိုစုံစမ်းသိရှိသွားတော့ဒီကလေးကအံဩသွားမဖြေဘူးရှင်ခါတိုင်းလိုပါပဲကျမကိုမခံလေးစားလုပ်ဘူးနော်ပေကက်ကရိုက်ချင်ရိုက်လေဆိုတော့ပုံနဲ့ရှင်း तू ကလုတ်ပြန်တယ်ဒီတော့ကျမကစိတ်တွေတူသွားတူသွားပြီးခါတိုင်းကျမကပေနံနဲ့ရိုက်နေတဲ့ဆီယာမကဒီဒီခါတော့စာချတဲ့ကြိမ်လုံးကြီးကိုကောက်ကင်လိုက်နော်ကောက်ကင်နေပြီကဲလဝါဖြန့်စမ်းမင်းဖြတ်နေမတူပါနဲ့เนาะဖြတ်တော့ကျမကအဲ့ဒီစာချတဲ့ဂျိန်လုံးကြီးနဲ့ သူ့ကိုနာစေတော့ဆိုတဲ့စိတ်နဲ့ကိုကျမကချလိုက်တာလေဗျာငန်နဲ့ချလိုက်တော့အမလီမဲတူ နာသွားပြီနော်လက်ကိုခါပြီးတော့ကျမနောက်တစ်ချက်ရိုက်လိုက်မှဆိုလို့သူ့နောက်ကျော်မှာလက်ကလေးကိုပွဲပြီးဖွက်ထားတာကဲမင်းဒီတခါတော့နာသွားပြီမဟုတ်လားကဲပြောစမ်းမှတ်မှန်ဖြေမင်းဘယ်သွားနာအဲ့ဒီကြတော့ဖြေတယ်ရှင်နည်းနည်းလေးနာသွားတော့ကျွန်တော်မနဲ့မနဲ့လေထဲကိုလိုက်ပြီးတော့ဘဲဥကောက်နေတာပါဆရာမ။အိုး မင်းဘဲဦးကောက်တယ်ဟုတ်လားမင်းအလုပ်လားမင်းကចောင်းသားအလုပ်မင်းအိမ်ကလည်းမသိဘူးမင်းဘဲဦးတွေကောက်တယ်ကောက်ပြီးလို့ရှင်မင်းဘုရားကိုသွားရောက်မယ်ရလာတဲ့ပတ်စံနဲ့မင်းတာပေါင်းမောတက်ပြီးဖဲရိုက်မယ်ဟုတ်တယ်မလားမဲတူကျမကပြောရဲမဲတူကမဖြစ်ဘူးကျမကတန်တန်ပြီးဆွဆွဲနာနော်ဆ iam မပီပီရှိရနေပလိတ်လိုပဲဒီခါတဲ့စစ်တာပေါ့စစ်တာပေါ့ပေါ့သူကမဖြေတော့ကဲမင်းမဖြေဘူးလားဟုတ်လားကဲမင်းထပ်ပြီးလဝါဖြတ်ငါထပ်ရိုက်မယ်ဆိုကျမကကျိန်လုံးကြီးနဲ့တအားလွှဲတဲ့ပြီးရိုက်မယ်လို့ ဲ့ဒီကြမ်းမှာမဲတူကမျက်ရည်တွေဝဲလာမျက်ရည်တွေဝဲလာပြီးတော့ကျမကိုအဲ့ဒီကြမ်းမှာအဖြေပေးတယ်ကျွန်တော်မနဲ့မနဲ့ဘဲဘူးလိုက်ကောက်နေတာဘုရားကိုသွားရောက်မှုမဟုတ်ပါဘူးဆရာမဘုရားမှာပြောင်းပြီးရလာတဲ့ပတ်စံနဲ့တာပေါင်းပေါ်တက်ပြီးကျွန်တော်ဖဲလဲမရိုက်ဘူးပါဘွာအဲ့ဒီဘဲဘူးတွေကဆရာမမြို့ကိုပြန်ရင်ပေးလိုက်ချင်လို့ပါကျမသူ့ကိုအောက်ကလွှဲရိုက်မလို့နော်ပြင်ထားတဲ့ကျမလက်ထဲကချိန်လုံးကလွတ်ကျသွားတယ် ဘာဖြစ်လို့လဲဆိုတော့ဒီဘဲဦးကြီးကကို့ပေးမလို့လို့ပြောတာပေါ့နော်အဲ့တော့ကျမကရိုက်မဲ့လက်ကပြုတ်ကျသွားတယ်။အော်ဒီကလေးကငါ့ရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးတော့ငါ့အတွက်ဘဲဦးတွေစုနေတယ်ဆိုပါလား။ကျမကတနေ့လာနေဦးမန္တလေးကနေပြီးရထားကြီးစီးပြီးသွားတယ်။တပတ်လုံးအဲ့ဒီရွာမှာပဲကျမနေရနေတိုင်းနေတိုင်းကျမမနေ့နှစ်နာရီညနှစ်နာရီကျမလမ်းလျှောက်ပြီးပြန်လို့မဖြစ်ဘူးယထာကြီးကလည်းစီးရအောင်ပဲအဲ့တော့ကျမရွာမှာပဲနေလိုက် တပတ်လုံးရွာမှာနေပြီးတောက်ကြနေဆိုရင်ကြောင်း၃နာရီဆင်းပြီးညနေရထားနဲ့ကျမမန္တလေးကိုပြန်နေကျမမိဘစီကိုကျမစနေတနေ့တွေနှစ်ရက်နေခွင့်ရတာပေါ့တောက်ကြနေကျမပြန်ပြီးဆိုရင်ကျမတပည့်လေးတွေကလက်ဆောင်တွေပေးကြတယ်တော်သူတောင်သားကျဲ့လက်နေခလေးတွေရှိရကျမရတဲ့လက်ဆောင်ကနော်ဒီတတိတခင်းနေရာထွက်တဲ့ဟင်းဒီဟင်းရွက်ပဲပေါ့ဘူးသီးတွေပဲသီးတွေချင်မောင်ရွက်တွေခရမ်းသီးတွေ အဲ့ဒီထဲမှာမှတခါတလေမြဘူးသီးတွေ၄၅ယောက်လောက်ကပြုံပေးလိုက်ရင်ကျမမှထိုင်းတောင်မူကဘာဖြစ်လို့လဲတပည့်လေးတွေကပေးထားတဲ့ဘူးသီးထားလည်းမပြည့်ရခဲ့ဘူးထားပြည့်ခဲ့ရင်လည်းကျမကိုကဲ့ရီမှာရွာရကအမလေးဒီဆရာမဘူးသီးမလို့မယူတာပါတော့ညဆန်းအိတ်ပေးကြည့်ပါလားရွက်ပြန်မဲ့ဆရာမပါအမလေးကျမတို့ကကျမကတော့ဒီလိုတွေအကဲကြီးခံရတယ်ပဲကျမတိတယ်ထားတော့အဲ့တော့ကျမကဘဲဟိုဘူးသီးတွေကိုမထားရစ်ခဲ့ရဲဘူးဒီတော့ဘူးသီးကိုပါအောင်ရွက်တော့ဟောဒီ နော်ဟောဒီလက်မောင်းမှာတလုံးဒီလက်မောင်းမှာတလုံးချင်းထဲမှာတလုံးခေါင်းပေါ်မှာတလုံးကျမရွတ်ပြီးရွတ်ပြီးတော့နှစ်နာရီလောက်ရွတ်ပြီးဘူဒါကိုသွားယထာဘောကျဘူးတိတွေပစ်ချပြီးချီးပစ်လက်ပစ်ကြအဲ့ဒီလိုကိုကျမတို့မှာတည်ရတာအဲ့လိုကျမတောက်ကြပြန်တိုင်းပြန်တိုင်းလက်ဆောင်ပေးတဲ့ထဲမှာမဲတူမပါပေးလည်းမပေးနိုင်ရှာလဲပိုင်းမရှိဘူးမြေပိုင်းမရှိဘူးဒီတော့အများနေတူဒီကလေးကကျမကိုပေးချင်တော့သူကဘဲဥတွေကိုမနဲ့မနဲ့အစောကြီး ထကောက်တာအဲ့ဒီလေထဲမှာပါနော်ဒီစဘာခင်းနေတဲ့မှာလေစားချောင်းလေးတွေရှိအဲ့ဒီချောင်းလေးတွေမှာဘဲမွေးတဲ့လူတွေအများကြီးပဲဘဲအငါကြောက်တဲ့လူတွေရှိအဲ့ဒီဘဲအငါကြောက်တဲ့ဘဲကြောင်းသားမမြင်မဲနဲ့ကြံသွားတဲ့ဘဲဥတွေကိုအဲ့ဒီလေထဲတွေကိုလိုက်ကောက်ရင်တစ်နေ့ကိုအလုံးအစိမ့်30အသာလေးတွေရဘဲတွေကအများကြီးပဲမွေးကြတာလေထဲမှာတော့ဒီကလေးကနော်မဲတူကအဲ့ဒီလိုဘဲဥတွေကိုလိုက်ကောက်ပြီးတော့သူကစွတ်ထားရှာ ဒါပေမဲ့သူចောင်းနောက်ကြတိုင်းကြတိုင်းကျမရှေ့ကိုသူ့လက်ဖွားလေးထိုးပြီးဩကျမကကျမရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးဒီကလေးကကျမတွေဘယ်ဟုစုနေတာပါလားကျမကသူ့ကိုမချစ်ဘူးသူကကျမကိုချစ်တယ်သူ့ဆရာမကိုဒီကလေးကချစ်တဲ့ရှင်ကျမလေးအဲ့ဒီမဲတူရဲ့အဖေကိုကြားလိုက်တဲ့နောက်မှာကျမရဲ့ចောင်းဆရာမဝိညာဉ်ဟာနိုးသွားခဲ့ပါဆရာဆရာမတို့မြည်ဒီမှာဆရာဆရာမဝိညာဉ်မနိုးသည်မြတ် ဆရာဆရာမမမိပါဘူးဘယ်လိုဝိညာဉ်လဲဆိုတာကျောင်းဆရာဆရာမမြတ်မှခံစားနိုင်တဲ့ဝိညာဉ်ဖြစ်ပါတယ်ခံစားမှုဖြစ်ပါတယ်နော်ကျမရဲ့ကျောင်းဆရာမဝိညာဉ်နိုးသွားခဲ့ပြီကြည်စမ်းငါကသာသူ့ပေါ်မှာတစ်ချိန်လုံးဒီလိုစိတ်ထားနာငါ့ပေါ်မှာသူချစ်ရှာတယ်စေတနာထားရှာတယ်ငါကလေးလောက်တော့မှစိတ်ထားမမိမြတ်ပါလားကျမကိုကျမဆုံးမပြစ်အဲ့ဒီနေ့ကစပြီးတော့ကျမကမဲတူပေါ်မှာကျမရင်ထဲကမေတ္တာတွေပြောင်းမြန်လန်သွား တစ်ချိန်လုံးကျမကိုမခံလေးစားလုပ်နေတယ်လို့ထင်လို့ကျမချစ်လို့မရခဲ့တဲ့မဲတူကိုကျမကချစ်သွားခဲ့တယ်။နော်ချစ်သွားခဲ့တယ်ကျမတပည့်လေးပေါ်မှာကျမရဲ့မေတ္တာစီစဉ်သွားတာနဲ့အမျှကျမရဲ့နောက်မေတ္တာရဲ့နောက်ကစေတနာတွေပါပါလာခဲ့။တစ်ချိန်လုံးကျမပြစ်ထားခဲ့မိတဲ့မဲတူကိုကျမကစားရတက်အောင်သင်ပေးခဲ့မိပြီ။နော်မြန်မာစာတွေလည်းကျမတပည့်လေးကိုဂယုဒစိုက်သင်ပေးတယ်။သင်ချာတွေသင်ပေးတယ်။အင်္ဂလိပ်စာလည်းသင်ပေးတယ်။ပထဝီသမိုင်းတွေကိုလည်းကျမတပည့်လေးကိုရအောင်သင်ပေးတာပေါ့။မဲတူကဘယ်မှာစာညံ့လို့လဲရှင်။ ကျမကပြစ်ထားလို့သာဒီကလေးစာမတတ်ရှာတာဆရာဆရာမကစေရနာမြစ်တာထားလိုက်တာနဲ့တပြိုင်နက်တည်းចောင်းသားလေးတွေဟာစတတ်သွားတယ်ဒီမြစ်တာရဲ့အစွမ်းပကားကိုကျမကပြောချင်တာနော်ဒါကြောင့်မလို့ဆရာဆရာမတွေဆိုတာဝိညာဉ်နိုးပြီးစေရနာမြစ်တာပါလို့ရှိရင်တပည့်တွေညံ့စရာအကြောင်းမရှိဘူးကျမကိုတွေ့ပါနော်တစ်ချိန်လုံးစာညံ့လို့ကျမရိုက်ခဲ့တဲ့မဲတူဟာကျမမြစ်တာစေရနာရလိုက်တာနဲ့တပြိုင်နက်တည်းသူဟာစတော်တဲ့ကလေးဖြစ်လာခဲ့တယ် မဲတူကပေးတဲ့တင်ကန်းစာကျမအခုချိန်ထိပေါ့နော်လူတယောက်ပုံမကောင်းမြင်ပဲကျန်တိုင်းအိုးငါကသာဒီလိုမြင်နေတာပါ तू ကငါပေါ့ဒီလိုဟုတ်မှာမဟုတ်ပါဘူးလေလို့ကျမအမြဲတမ်းတွေးတတ်တယ်ဒါကြောင့်ကျမတပည့်လေးကိုကျမကကျေးဇူးတင်